ဓမ္မမိတ်ဆွေများအားလုံးပဲမင်္ဂလာပါခင်ဗျာလူဘဝရရှိခြင်းရဲ့အနှစ်သာရကတော့ ကောင်းမှုကုသိုလ်များကိုအမြဲကြိုးစားဆုဆောင်ပြီးတော့အဆုံးစွန်သောဘဝမှာအရဟတမဉ္ဇဉ်ပူဉ္ဇဉ်ကိုရရှိလို့ခန္ဓာဆင်းရဲဒုက္ခတွေကနေပြတ်တောက်ချုပ်ငြိမ်းမှုပဲဖြစ်ပါလိမ့်ခင်ဗျာဒီကနေ့တင်ဆက်ပေးမယ့်အကြောင်းအရာလေးကတော့တရားအထုတ်ကြတဲ့သူတွေတိုင်းသိရှိသင့်တယ်ဆွန်လွန်ဆရာတော်ဘုရားနဲ့ညောင်လွန်ဆရာတော်ဘုရားတို့ရဲ့အမေးအဖြေလေးကိုတင်ဆက်ပေးသွားမှာဖြစ်ပါလိမ့်ခင်ဗျာ ဇေယျတော်ဘုရားများရဲ့တရားအစဉ်စဉ်တွေ့ဖို့တရားဓုတရားမြင့်များရဲ့အရာတာများကိုဒီနေ့ရဲ့အမေးပြေးလေးမှာနားဆင်ခံစားရမှာဖြစ်ပါတယ်။ရေးလင်းဇေယျတော်နဲ့ညောင်းလုံးတို့ရဇေယျတော်တို့ဟာတရားဓုရရင်အတိပေးကြစရန်ဂရိအယရှင်ကဝိအကြောင်း စာရေးလျှောက်ထားတော့ညောင်းလုံးဇေယျတော်မိထီလာကိုကြွလာစုံစမ်းစစ်မေးတော်မူပါတယ်။ရှင်ကဝိကလောကီလောကီတတ်တတ်လောကုတ္တရာလောကုတ္တရာတတ်တတ်မေးဖို့ ကြိုတင်လျှောက်ထားပါတယ်။လောကုတ်လောကီတရားစီ ခွဲပြီးမေးတော်မူပါတယ်။အနေနဲ့ကစာတက်ပြီးတဲ့အကျော်ဆရာတော်ကြီးတချို့ကလည်းစာမတက်ပဲတရားထူးရတယ်ဆိုတာကိုမယုံကြည်နိုင်ကြတဲ့အတွက်အထက်ထက်စစ်မေးကြဘူး။နှိမ့်ချတဲ့စကားတွေပြောဆိုပြီးအပြစ်ကြီးကြဘူး။စာမတက်သောဥက္ကဝိရဲ့အလုခွင်နဲ့ဆက်တော်တိပုံများကို နောက်ဆက်တွဲမှာနားဆင်ကြပါဒီလိုမင်းမြန်စစ်စစ်ကြတာကဗရဏအားဖြင့် အစင်းအမှန်ဝမ်းမြောက်ကြီးညိုလိုချလို့ဖြစ်ပါတယ်အထင်သေးတဲ့ပုံကူတွေကလည်းများစွာရှိပါတယ်မိတို့ပင်ဆိုစီဒီအစစ်စစ်အမင်းမြန်အားလုံးဟာဇေယရဥကဝိရဲ့အရဒခုံကိုတနိုင်ငံလုံးကယုံကြည်လက်ခံလာရအောင်မှတ်ကြောက်တင်အတီးပြုတ်ပေးကြတာမျိုးဖြစ်ကြရပါတော့တယ်မိတို့ပုံကူတိုင်းကပဲစာမတင်မဲစာတက်နေတဲ့ပြိပတ်တဘောကိုအံအောမစုံရှိကြရပါတယ်ဒါကြောင့်ပြိတံပိတာမတ်နဲ့ ဝိဘင်းအထကထာတို့မှာအရိယာဖြစ်သွားလျင်ပရိသံဗိဒါပတ္တမဖြစ်သူမရှိနိုင်လို့ဖွင့်ဆိုကြကုန်ပါလေပရိသံဗိဒါပတ္တဆိုတာကယုံနဲ့တဘာဝကိုတရာအနက်စသည်ခွဲခြားဝေဖန်၍အမှန်တကျထိုးထွင်းသိမြင်တော်သည့်အတိညာဏ်တို့ရသူလို့ဆိုလိုပါတယ်အရိယာတိုင်းပฏิဝေဒအဖြစ်ရောက်သည်ကိုပင်ပရိသံဗိဒါဉာဏ်ရသည်ဟုဆိုပါတယ်အရှင်ကုဋ္ဌိကလိုဂုံတူးဆောင် ပဗိဏပရိသံပိတာပတ္တကအတိအကြပါဒါကြောင့်အဋ္ဌကထာစကားသည်အဋ္ဌပရိသံပိတာသဘောတဘာဝကိုသိမြင်ခြင်းများကိုသာဆိုလိုဟန်ရှိပါတယ်ပရမမေကုံကတော့ရှင်ကဝိလောကီဇံအင်္ဂါ၅ပါးကို ပြောစမ်းပါဒီလိုမေးတဲ့အခါမှာတော့ဆရာတော်အမိန့်ရှိတဲ့ဇံကိုတပည့်တော်မပြောတတ်ပါတပည့်တော်ပြောတတ်တယ်လို့ပြောပြရစီဗျာပြောပါပြောပါလို့ဆိုတော့ ဆရာတော်ဘုရားဟောရာကကတိုင်းဝန်းပါဗျာပထမကတိုင်းဝန်းပေါ်ကိုအာယုံသိမ့်ပြီးတင်လိုက်တယ်ပြီးတော့ဆင်ကျင်တယ်ချက်သိမ့်ထပြီးတုံလာတယ်ချမ်းသာနေတယ်တည်ငြိမ်နေတယ်အဲဒီကမေးသည့်ဆရာတော်ကဘာပါဘာဗျာပြန်ပြောပါဦးဗျာဒီအခါမှာဆရာတော်ရှင်ကဝိကဟောရာကကတိုင်းဝန်းပါဗျာအဲ့ဒီဘောကိုအာယုံသိမ့်ပြီးတင်လိုက်တယ်ပြီးတော့ဆင်းကျင်တယ် ချက်သိမ်းထပြီးတုံလာတယ်ချမ်းသာနေတယ်တည်ငြိမ်နေတယ်အဲ့ဒါပါပဲဖေဖေအမိကတော့အရှင်ဘုရားတို့မှဲ့ခြင်းတလို့မှဲ့ခေါ်ခြင်းတလို့ခေါ်ယုံပါပဲဖေဖေဒီအခါညောင်လွန့်ဆရာတော်ကဟုတ်ပြီရှင်ကဝိကတိုင်းဝန်းအပေါ်နှာသီးပြားမှာမှတ်ရင်နှာသီးပြားကိုယူပါအာယုံသိမ့်ပြီးတင်လိုက်တာကဝိတက်ဆင်းခြင်းတာကဝိစာရချက်သိမ်းထပြီးတုံလာတာကပီတိချမ်းသာတာကဒုက္ခတည်ငြိမ်နေတာကဧကဂရာ ကဲသဘောကျပါပြီဗျာရှေ့ဆက်လျှောက်ပါအောင်ဆိုလို့ပရမဇန်အတိဆက်ပြီးလျှောက်ထားပါတယ်စာသီးနဲ့အလုတ်တိပုံကိုတော့နှိုင်းရှင်လေ့လာသင်ပါတယ်ဒါနဲ့ညောင်လုံးဆရာတို့ကဆက်မေးပြန်ပါတယ်ဒါဖြင့်နေပါဦးအာဂတနင်္စာယတနာဇန်ကပြည့်ညက်အာယုံပြုသလားပရမတ်အာယုံပြုသလားတရားကဆရာတို့ရှင်ကဝိကပြည့်ညက်အာယုံပြုပါတယ်ဗျာလို့ဖြေဆိုပါတယ်ဒီတော့ဆရာတို့ကထပ်မေးတယ် ဝိညာဉ်ဉ္ဇာယတနာဇံကကိုပရမတ်အာယုံပြုပါတယ်ဗျာအာကိဉ္စညာယတနာဇံကကိုပြဉ္ဉေအာယုံပြုပါတယ်ဗျာနေဝတင်ညာနာတင်ညာယတနာဇံကကိုပရမတ်အာယုံပြုပါတယ်ဗျာဒါဖြင့်အာဂတဉ္ဇာယတနာဇံကနေဝိညာဏဝိညာဉ်ဉ္ဇာယတနာဇံကိုတက်တော့အောက်အာယုံပြုသလားအထက်အာယုံပြုသလားအောက်အာယုံပြုပြီးတက်ပါတယ်ဗျာ ဒီကညောင်လို့ဆရာတော်ကဘင်းဘဲ့နေမဟုတ်တာအထက်တတာဘာကြောင့်အောက်အာယုံပြရမှာတုံးဗျဒီလိုဆိုတော့ရှင်ကဝိကတပည့်တော်ဥပမာနဲ့ရှောက်ပါမယ်ဗျာဟိုနားမှာမစင်ပုံကြီးရှိတယ်အဲ့ဒီမစင်ပုံကြီးတဲ့ကြာသွားမှဆိုလို့အထက်တွေ့တက်ရတာပါအဲ့ဒါလိုပါပဲအောက်ကိုအာယုံပြပြီးအထက်ကိုတွေ့တက်ရခြင်းဖြစ်ပါတယ်ဗျာလို့ပြန်ပြီးရှောက်ထားတော့ကျေနပ်တော်မူသွားပါတယ်အဲ့ဒီတုန်းကဆရာတော်များက ရှေ့ဆက်မမီလို့ မေးရင်အာယူပါဘုံမှာနတ်တိဘောပညာမရှိလို့အစာကဆိုထားတယ်ပညာကိုလည်းအာယုံပြုတယ်လို့ဆိုတယ်ဘယ်လိုပညာကိုဘယ်ဘုံအာယုံပြုသတုံးလို့မေးမယ်ဆိုပါတော့ဒီတော့မရှိပညာကိုအာယုံပြုတယ်လို့ဖြေလိုက်မှာပဲမရှိတာကိုဘယ်လိုအာယုံပြုသတုံးလို့ထပ်မေးမယ်ဆိုရင်ပစ္စည်းတစ်ခုခုကိုပြပြီးဒီမှာကြည့်စမ်းမြင်နေမလားကဲဖွက်ထားလိုက်ပြီရှိသေးရဲ့လားမရှိတော့ဘူးမရှိပြီမဲ့စောစောကမြင်ဘူးတာကိုအာယုံပြုကြည့်စမ်း အာယုံပြုတ်လို့ရတယ်မလားအဲ့ဒီလိုမရှိပြညတ်ကိုအာယုံပြုတ်တယ်လို့ဖြေလိုက်မှာပဲလို့ဦးကဝီကိုယ်တိုင်တချိန်ကဟောပြခဲ့ဘူးပါလေရေးလဲဆရာတော်ဒီအရှင်ကဝီနဲ့အရှင်ဝိဇေယတို့အားအပန်းဖြေစီပြီးတဲ့နောက်စာပေကျမ်းငယ်နဲ့ညှိပြီးပိုလို့တိကျစွာကြီးညိုနိုင်ရင်အောက်ပါရင်ထက်မှမေးစစ်ပြန်ပါလေဦးဖြိုးသားနဲ့ဦးပါဇံတို့လည်းအနားမှာပဲနာယူကြီးညိုနေကြပါလေဒီနေရာမှာမှတ်ချက်ကလေးတစ်ခုကိုပြောပြချင်ပါတယ် စာမတတ်သူတူအနေနဲ့ဖြေစုဖို့ဘလောက်ခက်ခဲတဲ့မိဂုံတွေဖြစ်တယ်ဆိုတာကိုသတိပြုပြီးနားထောင်ပါမိဂုံကတော့အရှင်ကဝိဘုံသုံးပါးမှာဘသူကအိမ်ဆောက်လုပ်ပေးပါတလေအဲဒီကဆရာတော်ကတဏ္ဍာကဆောက်လုပ်ပေးပါတယ်ဖေဟာတေဘုံမကသင်္ခါရကဘဲကမျိုးစစ်ဖြစ်ပါတလေအဝိဇ္ဇာကမျိုးစစ်ဖြစ်ပါတယ်ဗျာလူရဲလို့ဖြစ်တာကုသိုလ်ကြောင့်လားဒါမှမဟုတ်အကုသိုလ်ကြောင့်လား လူဖြစ်တာကုသိုလ်အကုသိုလ်နှစ်မျိုးလုံးကြောင့်ဖြစ်ပါလေဗျာကုသိုလ်ဟာဒုက္ခဆိုမလားဒုက္ခဆိုမလားကုသိုလ်ဟာဒုက္ခလို့ဆိုပါလေစစ်စစ်အပြင်ဒုက္ခပါပဲလူချမ်းသာနှစ်ချမ်းသာဆိုတာအမှန်ရှိသလားသင်္ခရနဲ့မှာအမှန်မင်ရှိပါတယ်ပရမတ်သဘောအရာဆိုရင်မရှိပါငရဲခံတဲ့ပုဂ္ဂိုလ်နတ်ပြည်ဆန်တဲ့ပုဂ္ဂိုလ်များရှိသလားမရှိပါဗျာလောကကြီးမှာ ခံစားသူစံစားသူနှစ်မျိုးရှိဒီမှာဘသူကအမှန်ခေါ်မလို့နှစ်မျိုးစလုံးပဲမှန်ပါတယ်ဗျာအဲ့ဒီနှစ်မျိုးကိုဘာခေါ်မလို့နာယုတ်နှစ်ပါးလို့ခေါ်ပါတယ်ဗျာလောကမှာတတ်သူသိသူရှိသလားရှိပါတယ်ဗျာရှိပါတယ်ဆိုတာဘယ်လိုမှတ်ရမလဲနာယုတ်နှစ်ပါးပါပဲဗျာသူအသက်သက်ရင်ငရဲကြတယ်ဆိုတာအမှန်မဲလားအမှန်ပါပဲဗျာမှန်တယ်ဆိုရင်ဘယ်ဟာအမှန်ခေါ်မလို့ ရုပ်နဲ့တစ်ပါးဟာငရဲကြအောင်လဲသူတို့ပါပဲနိဗ္ဗာန်ရအောင်လဲသူတို့ပါပဲတတ်သူသေးသူရှိတယ်ယူတာမျိုး မရှိဘူးယူတာမျိုးထိုးနှမျိုးတို့မှာဘယ်ဟာတမအယူခေါ်၍ဘယ်ဟာမိစ္ဆာအယူခေါ်လို့ရုပ်နဲ့နှစ်ပါးကလွဲ၍ရှိတယ်မရှိဘူးနှမျိုးစလုံးပင်မိစ္ဆာအယူဆိုရမှာပဲဗျာတမအယူဖြစ်အောင်ဘယ်လိုယူရမှာတော့ရုပ်နဲ့နှစ်ပါးသာ ရှိတယ်ယူရင်တမအယူဖြစ်ပါလေဗျာ ပရမတ်သဘောကိုမသိတော်သူ ပါရမီ7ပါးပြည့်စုံနိုင်မသလားမပြည့်စုံနိုင်ပါဗျာပြဉ္ညက်ပရမတ်2ပါးရှိရာပြဉ္ညက်ကိုသာသိတော်သူမတ်ကိုရသလားမရနိုင်ပါဗျာပြဉ္ညက်ပရမတ်2ပါးဘယ်ဟာအမှန်ခေါ်မလို့ပရမတ်ကိုသာအမှန်ခေါ်နိုင်ပါလေဗျာမိစ္ဆာအယူတမ္မာအယူ2မျိုးမှာဘယ်အခါတမ္မာအယူခေါ်မလို့ဒိဋ္ဌိဝီစီကိစ္စကင်းလွတ်ဒီကစားလို့ တမ္မာအယူဖြစ်ပါပြီဗျာ1289ခုနှစ်ဒေါ်သလင်းလာဇန်3ရက်နေ့ညနေ6နာရီအချိန်မှာဖပ်ပင်ဆရာတော်ဘုရားကြီးကြွလာတော်မူတော့ဆရာတော်ဥပုံညဥဇာကရစတဲ့ယဟန်တော်များလည်းပါကြပါတယ်။ဒါရကများစည်းကပ်နေကြစဉ်ဖပ်ပင်ဆရာတော်ဘုရားကြီးကမြင်းဉဏ်ဆရာတော်ဥကဝိကို အောက်ပါတိုင်းမေးမြန်းစစ်စစ်ပါတယ်။ဥကဝိတို့ကြွလာမယ့်အကြောင်းကို ပင်စာမှာပါတော့ကြောင့်သာဒီကိရင်ညဏ်ဤလာခဲ့ရတာပါဖေယားသို့မဟုတ်ရင်နတ်ပြန်နေစုံမိယုံလောက်မှသာလာမယ်လို့ကြံပါတယ်လူကြီးဆိုတော့တွားရလာရတာများတဲဝန်လေးတွေဥကဝီရဲ့မှန်လားပါဗျာကဲဥပုံညာတို့ဥဇာကရတို့ဥကဝီနဲ့စကားပြောကြပါဗျာတပည့်တော်တော့မောသေးတယ်ဆရာတော်ကြီးကဒီလို မိန့်တော်မူပါတယ်အဲ့ဒီခါမှာတော့မှန်လားပါဗျာအမောပန်းဖြေပြီးနားနေပြီးတဲ့နောက် ဆရာတော်ဘုရားသာအမိန်ရှိတော်မူပါဗျာလို့ရှောက်ကြတဲ့အတွက်အမောပန်းမဖြစ်ပဲဆက်လက်လို့အောက်ပါတိုင်းပြောဆိုပါတယ်ဥကဝိတပည့်တော်များသည်တပားနဲ့တပားဘွားကနေယခုမှ တွေ့မြင်ကြတဲ့ပုံကူများလည်းမဟုတ်ကြပါရှေးကလည်းတွေ့ဘူးမြင်ဘူးကြသူများဖြစ်ကြလို့တပားကိုတပားအာနာစရာလည်းမရှိမင်းမြန်စရာရှိသလောက်တော့မင်းမြန်ခွင့်မရပေဘူးလားဗျာမှန်လားပါဆရာတော်ဘုရားဤတပည့်တော်ကို အလိုရှိသရွေ့သာ ဆုံးမတော်မူပါဗျာကဲဒါဖြင့်ရှေးကဘကူးမြို့အပြားရွာမှာတွေ့ကြစဉ်ကတော့ဗျုံးကနေတွေ့ကြရတာကလည်းတကြောင်အာဂန္တုကချင်းဖြစ်နေကြတာကလည်းတကြောင်မို့မေးတဲ့တလောက်သာမေးရပေးတယ်အခုစပီးမေးရပြန်တာပေါ့ဥကဝီအခုသတင်းလဲကြွက်ခန့်နေပြီအခုဝါတွင်ဘာကူများအာယုံပြုတ်လို့သတင်းသုံးနေပါတော့ဖေဟာသာသနာတော်ကိုအာယုံပြုတ်နေပါလေဖေဟာ သာသနာတော်ကိုဘယ်ပုံအာယုံပြုပါတုံးဖေဟာသာသနာဆိုတာပရိယပရိပတ်နှစ်ပါးရှိပါတယ်အဲ့ဒီနှစ်ပါးတို့မှာဘယ်သာသနာကိုဘယ်ပုံအာယုံပြုပါတုံးဖေဟာဖေဟာတပည့်တော်မှာစာကလည်းမတက်တော့ပရိယတိသာသနာကိုချင်းမြင့်ခြင်းကမစွမ်းနိုင်ပါဒါကြောင့်ပရိပတ်တိသာသနာပေါ်မှာသာတမာတိမရသေးတဲ့ပုဂ္ဂိုလ်များလည်းတမာတိရလေအောင်ရပြီးသောပုဂ္ဂိုလ်များလည်းရင့်တစ်ထက်ရင့်အောင် ရင့်ပြီးသောပုဂ္ဂိုလ်များလည်း လူရင်းကိစ္စပြီးစီးချောင်းသာအာယုံပြုနေရပါတယ်ဗျာ။ဒါဖြင့်မေတ္တာပေါ့ဗျာ။မှန်လားပါဗျာ။မေတ္တာဆိုတော့တတ္တပညာအပေါ်မှာစိတ်ကိုထား၍လောကီရှိပါသေးတယ်။လောကုတ္တရာမှာကောဘလို့အာယုံပြုပြီးစိတ်ကိုထားပါတုံးဗျာ။လောကုတ္တရာမှာကောစိတ်ကိုမထားဘူးလား။လောကုတ္တရာအပေါ်မှာစိတ်ကိုထားပါရဲ့ဗျာ။အဲ့ဒီလောကုတ္တရာပေါ်မှာကြီးပဲစိတ်တွေကိုထားပါတော့လားဗျာ။ အဘဲကြောင့်လောကီစိတ်တွေကိုရောက်နေရသေးတယ်ဗျာ။ဘာကြောင့်လောကီစိတ်တွေစီကိုရောက်နေရသေးတယ်ဗျာ။လောကုတ္တရာပေါ်မှာကြီးတက်တက်စိတ်ကိုမထားနိုင်ပါဗျာ။ခန္ဓာဝင်ကြီးကအလွန်လေးသောကြောင့်လောကီတလည်းလောကုတ္တရာတလည်းပြောင်းခံနေရပါတယ်ဗျာ။ကဲဒါဖြင့်လောကီပြင်းရဲ့အာယုံပြုပုံကိုတော့ထားလိုက်ပါဦးတော့ဗျာ။လောကုတ္တရာပရမတ်ကိုတော့ဘလို့အာယုံပြုပါသလုံးဗျာ။မိမိမြင်ဘူးတာကိုအာယုံပြုပါတယ်ဗျာ။ ဒါပြင်တခြားစာရီထားလိုက်ပါဦးနော်တင်းကျူဆိုတဲ့အတိုင်းမကန်ဖလင်းစာနိဗ္ဗာန်နပစ္စဝုက္ကတိဗန္တိတော်စသဖြင့်ပစ္စဝုက္ကနာပေါ့မှန်လားဗျာဒါပြင်မတ်ဖို့နိဗ္ဗာန်ကိုအာယုံပြုရတာနဲ့ပြည့်ညက်ကိုအာယုံပြုရတာဘယ်ကတာပြီးခက်တဲ့တော့ဗျာမတ်ဖို့နိဗ္ဗာန်ကိုအာယုံပြုရတာကတာလို့မခက်ပေဘူးလားတပည့်တော်သဘောပြင်ဘယ်အသေးမှမခက်ပါဗျာမတ်ကိုအာယုံပြုဖို့ပြောပြစမ်းပါဦးဗျာ ဥပမာယောဂီပုဂ္ဂိုလ်တယောက်ဒီဝိပဿနာတရားအားထုတ်၍တက်လာတယ်ဆိုပါတော့ဗျာအဲ့ဒီတော့ဘဝင် အနေငယ်များကြာသွားပြီးတဲ့နောက်ရှေးစိတ်၃ပါးကကိလေသာတရားကိုဖယ်ရှားပေးပါရောဗျာနောက်စိတ်ကနိဗ္ဗာန်ကိုမြင်ပါရောဒါနဲ့စိတ်စီတသိရုပ်ဆိုတဲ့တရား၃ပါးဖြစ်ချုပ်ဖြစ်ချုပ်ဖြစ်နေတာပုံပင်ကြီးစွာသောဆင်းရဲကြီးပါလားဒီဆင်းရဲဘယ်သူကြောင့်ဖြစ်တယ်လဲလို့ဆက်လိုက်တော့၎င်းစိတ်စီတသိရုပ်ကိုပြုလုပ်ပေးတဲ့လောဘကို မြင်ပါရော့ဗျာအခုပြောနေတာကတခုစီပြောနေရလို့ကြားနေတာပါဗျာဟိုမှာတော့ဘာမှမကြားပါဗျာစင်းရဲကိုတိတာနဲ့တပြိုင်နက်တည်းဖြစ်သွားတာပါဗျာအဲ့လိုလှုပ်ပေးတဲ့သူကိုမြင်တော့နိုင်တဲ့သူကဘျုံကနေပြုလှုပ်ပေးတဲ့သူကိုတတ်လိုက်ပါကိုအဲ့ဒါကမတ်ပါဗျာဒီတော့စိတ်စီတသိယုံများလဲဖျို့ဖျဲဖြစ်သွားသလိုဖြစ်သွားတော့အကြောင်းအကျိုးပြတ်သွားပါရောဗျာအဲ့ဒါနိဗ္ဗာန်ပါပဲဗျာဒါနဲ့နောက်တော့ ဖူဇော်အုပ်သွားပါရောအဲ့ဒါမြင်မှုဓာတ်တွေပါပဲဖေဟာနေပါဦးဖေဟာဒီမတ်ဖြစ်တဲ့အခါများထင်းထင်းရှားရှားမတ်ဖြစ်မှန်းသိရလားမသိပါဗျာနောက်ဆင်ခြင်းမှသိရပါတယ်ဖေဟာနောက်ဆင်ခြင်းမှသိရတယ်ဆိုတာဟုတ်ပါရဲ့လားယတ္ထာပိမူလီ အနုပတ္တဝီတိလစိန်နေပိရုခောပုဏ္ဏေရဝရူဟတိဧဝံပိတဏ္ဏုတိယအနုပဟိတ နိဗ္ဗတတိဒုက္ခမိတံပုဏ္ဏပုဏ္ဏအနုပတ္တဝေစိမ့်စိမ့်လက်လက်မသက်ဖြက်သေးသောမူလီရေတောက်မြေကြီးသည်ဒီလမြင်းမြန်ခိုင်ခန့်သည်ရှိသောစိန်နေပြီအခက်အရွယ်အပင်ပြတ်တော်လဲရုတ်ခေါ်တစ်ပင်သည်အေဝံဤအတုသာလင်တဏ္ဏုတိယအဖန်ဖန်ကိမ့်တတ်သောတဏ္ဏကိုအနုပဟိတမပြင်းမပယ်အပ်သေးသည်ရှိသောပုဏ္ဏပုဏ္ဏ အဖန်ဖန်တလဲလဲဣဒံဒုက္ခိပိဣဒံတရားဝတ်ဆင်းရသည်လဲနိဗ္ဗတတိဖြစ်ရအုံးမိကမုတ်ချမလွဲတည်။ကြံကံလာတဲ့အတိုင်းလောဘကိုမကပယ်တယ်ဆိုတာဟုတ်ပါရဲ့။သို့တော်လည်းယခုလောကမှာတိုင်းတစ်ပါးကရန်သူစစ်တီကိုတိုက်ခိုက်တပ်ဖြတ်ရန်ထွက်သွားတဲ့စစ်သူကြီးဟာမိမိတယောက်တည်းမသွားဘဲနဲ့နောက်လိုက်နောက်ပါစစ်တီဘိုးဘများစွာတို့နဲ့ထွက်ပြီးတော့ရန်သူစစ်တီကိုတိုက်ခိုက်တပ်ဖြတ်တယ်လို့ အခုလောကုတ္တရာမတ်ဟာလေလောဘကိုတတ်ဖို့အဖော်များ ရှိသေးသလားတယောက်တည်းပဲတတ်လီရောသလားအဖော်ရှိပါသေးရဲ့ဗျာအဖော်ကဘသူတို့ထဲ့ပြီးစမ်းပါဥပမာယောဂီပုဂ္ဂိုလ်တယောက်ဒီဝိပဿနာတရားအားထုတ်လို့အထုတ်အိတ်ရောက်ခန်းဒီရှေးစိတ်၃ပါးကကိလေသာတရားကင်းစင်သွားအောင်ပယ်ရှားလိုက်ပါဘောဖေယအဲ့လိုကိလေသာဆင်သွားတော့နိဗ္ဗာန်ကိုမြင်တဲ့စိတ်ပေါ်ပေါက်လာပါရောဖေယအဲ့ဒီစိတ်ကနိဗ္ဗာန်ကိုမြင်တော့ အဲ့ဒီစိတ်မြင်တဲ့နိဗ္ဗာန်ကိုမက်ကမိခိုးတွေ့ကပ်ပြီးလောဘကိုပယ်တတ်လိုက်ပါရောဖင်ဟာမတ်တော်သဘောကြပါပြီဥကဝိရေအလွန်သိမ်မွေ့ခက်ခဲနတ်နေတဲ့နေရာတွေနော်တပည့်တော်များကတော့စာရိပြောရတာဒါနဲ့မက်နောက်ဖူဇောအုပ်လိုက်တယ်ဆိုတာစိတ်ထဲမှာဘဲနဲ့နေတုံးဖင်ဟာကောင်းကောင်းမသိလိုက်ရပါဖင်ဟာမက်နောက်ဖြစ်တဲ့ဖူကအာနန္ဒရိကဖူခေါ်တယ်ဖင်ဟာ နှစ်ချိန်သုံးချိန်နဲ့ဖြစ်တော့စိတ်ကလည်းအလွန်လင်မြန်တဲ့အတွက် ကောင်းမွန်စွာသိနိုင်မှာမဟုတ်ဘူးဒါထက်မတ်ကိုဆင်ခြင်တဲ့အခါသိရှိပုံများဘလို့နေတဲ့တော့ဖေဥပမာယောဂီပုဂ္ဂိုလ်တယောက်ကသောတာပတ္တိမတ်ကိုရတယ်ဆိုပါတော့အဲ့ဒီပုဂ္ဂိုလ်ဟာမိမိရသောမတ်ကိုဆင်ခြင်တဲ့အခါငါသောတာပတ္တိမတ်ရပြီလို့သိယုံပါပဲဗျာဖိုးကိုဆင်ခြင်တဲ့အခါဘာကိုအာယုံပြုတဲ့တော့ဖေအဲ့ဒီဖိုးစိတ်ဖြစ်တဲ့အခါစိတ်ကိုဘလို့များနေတဲ့တော့ဖေ မိမိမြင်မှုတဲ့အကြောင်းကျိုးပြက်ရာကလေးကိုအာယုံပြုလိုက်တာနဲ့ဖိုးစိတ်ဖြစ်လာပါရောဗျာအဲ့ဒီတော့စိတ်ချမ်းသာပြီးမိမ့်နေပါရောဗျာအဲ့ဒီလိုစင်ကြင်ပြီးဝင်စားတာကဝလင်စနဖူခေါ်တယ်အဲ့ဒီဖူမှတည်တည်ကြည်ကြည်သိရတယ်တဲပြီးတိမ်မွေ့တယ်ဗျာကျုပ်ပင်ဆရာတော်ကဥကဝီကိုဝိသုဒ္ဓိခုနပါပြောစမ်းပါလို့မေးတော့အရှင်ဘုရားတို့ဝိသုဒ္ဓိကိုတပည့်တော်မပြောတတ်ပါတပည့်တော်ပြောတတ်တယ်လို့ပြောပြရစီ ြောပါပြောပါလို့ခွင့်ပြုတာနဲ့ဆရာတော်ဦးကဝီကအောက်ပါတိုင်းလျှောက်ထားပါတယ်။တတရားအားထုတ်တဲ့ယောဂီပုဂ္ဂိုလ်ဟာရှေးဥစွာဖရာကတော့မေတ္တာပို့အမျှဝေပြီးမိမိခန္ဓာကိုယ်ယုံနဲ့နှစ်ပါးကိုအားထုတ်စေကဖရာကိုလူ အချိန်မပိုင်းနဲ့မိမိစွမ်းနိုင်သမျှအားထုတ်တမာရီရလာတော့ခန္ဓာကိုယ်ပေါ်မှာပူမှုအေးမှုစတဲ့ဝေဒနာပေါ်လာလိမ့်မယ်။အဲ့ဒီပေါ်လာတဲ့ဝေဒနာကိုရှုစေအခါမှာမျက်စိကလည်းတောင့်ကြည့်မြောက်ကြည့်မကြည့်ဘူး။ ဗဇက်ကလည်းစကားမပြောဘူးလက်ကလည်းကိုယ်ယူခါရမလုပ်ဘူးအဲ့ဒီတော့စက်ခုံတရီသောတိန်တရီရာနေတရီဇီဝိန်တရီကာယိန်တရီဆိုရဲအိန္ဒြေ၅ပါးလုံနေတယ်အဲ့ဒါသီလဆင့်ကျင်တယ်အဲ့ဒါသီလဝိတုဒ္ဓီလို့ခေါ်တယ်နှစ်ဝေဒနာပေါ်မှာစိတ်တည်နေတော့စိတ်ဆင်းကျေတယ်အဲ့ဒါစိတ်တဝိတုဒ္ဓီလို့ခေါ်တယ်သုံးသီလကလည်းဆင်ကျေစိတ်ကလည်းဆင်ကျေတော့မှန်တာမြင်တာပေါ့ မှန်တာမြင်တယ်ဆိုတာဘယ်လိုလဲဆိုတော့မိခက်နဲ့မိခက်ကြောက်ခတ်လိုက်တော့မိပွင့်ကလေးဒီဖွာ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 နဲ့မြင်ရတယ်လို့မိမိခန္ဓာကိုယ်ပေါ်မှာမွေးရင်းပေါက်ကမြင်ရတယ်အဲ့ဒီလိုမြင်ရတော့ငါမှာခြေလည်းမရှိလက်လည်းမရှိ ကိုယ်လည်းမရှိဦးခေါင်းလည်းမရှိခန္ဓာကိုယ်ကြီးတုံးသွားတယ်အဲ့ဒီတော့အမြင်စင်ကြေတယ်အဲ့ဒါကိုဒိဋ္ဌိဝိတ္တုဒီလို့ခေါ်တယ်လေးအဲ့ဒီလိုမြင်ရတော့ဟုတ်ပါပြီတယ် မှန်ပါပြီတဲ့လို့ဖះကိုယုံကြည်ခြင်းဖြစ်လာတယ်။အဲ့ဒီတော့ယုံမကင်းသွားတယ်။ကင်္ကာဝိတရဏဝိတုဒ္ဓီလို့ခေါ်တယ်။ငါအဲ့လိုမြင်ရတွေ့ရတော့ဝမ်းသာတာပေါ့။ဝမ်းသာတော့အလင်းတက်ကမိမိရှိမှပေါ်လာတယ်။အဲ့ဒီအလင်းတက်ကြီးထဲမှာသွားပြီးတွေ့နေတယ်။အဲ့ဒီလိုအလင်းတက်ကြီးထဲမှာသွားတွေ့နေတော့ခန္ဓာကိုယ်ပေါ်မှာဝေဒနာတွေချုပ်ပြီးအေးနေတယ်။အဲ့ဒါအန္တရာယ်၁၀ပါးထဲမှာနစ်နေတယ်လို့ခေါ်တယ်။ အဲ့ဒီလိုအလင်းတက်ကြီးထဲမှာတွေ့နေရမှငါမဟုတ်သေးပါဘူးလို့ဆိုပြီးခန္ဓာကိုယ်ပေါ်အာယုံပြန်ပြီးထိမ့်လိုက်တယ်အဲ့ဒါမဂ္ဂမဂ္ဂညာဏတဒနဝိတ္တုဒီလို့ခေါ်တယ်6အဲ့ဒီလိုခန္ဓာကိုယ်ပေါ်အာယုံရောက်လာတော့ဝေဒနာတွေပြန်ပြီးပေါ်လာတယ်အဲ့ဒီတော့အာယုံကအထက်လွန်သွားလိုက်အောက်ပြန်ကျသွားလိုက်နေနေတယ်မေဇိမပရိပရာမကြသေးဘူးအဲ့ဒီတော့ဇောကိုတင်းပြီးတပြေးပြေးချလာတော့ မေဇိမပရိပရာကြသွားရောအဲ့ဒါပရိပရာညာနာတဒနာဝိတုဒ္ဓီလို့ခေါ်တယ်ခုနှစ်အဲ့ဒီလိုပရိပရာလဲကြသွားရောတနတ်ကိုရမ်းတောင်ထည့်ပြီးစိတ်ကံဖြုတ်လိုက်တယ်လို့ဒင်းဆိုပြတ်သွားပါရောအဲ့ဒါညာနာတဒနာဝိတုဒ္ဓီလို့ခေါ်တယ်1289ခုနှစ်ကဆုံလားစုပ်၄ရက်နေ့ဘကိုးမြို့အပြားရွာမှာဖပ်ပင်ဆရာတော်ကြီးက မြင်းကျင်စရာတော်ဦးကဝိကိုမင်းမြန်ပြောဆိုစစ်စစ်ပုံကိုအချင်းအပြင်းအောက်ပါအတိုင်းမှတ်တမ်းတင်ထားပါတယ်။ဖတ်ပြန်စရာတော်ကြီးကတော့နာမည်ကျော်စာတပ်ပုဂ္ဂိုလ်ကြီးတစ်ပါးဖြစ်ပါတယ်။စကုနဲ့ယူပါယုံပြိုင်တဲ့အခါစကုကရူပါရုံစီကိုသွားသလားရူပါရုံကစကုထံကို လာလေသလားစကုကလည်းမသွားရူပါယုံကလည်းမလာပါဗျာ။ဒါဖြင့်ဘယ်နဲ့မြင်နိုင်သရုံးမြတ်ဒီလိုဆရာတော်ကမေးလေတော့ သူ့တတိကရှေးရှုတော်အခါမြင်ချင်းကစွန့်နိုင်ပါ၏ဖရာလို့ဆရာတော်ဥက္ကဝိကဖြေဆိုတော်မူပါတယ်။ဒါနဲ့ဆက်မေးပြန်ပါတယ်။ဒါဖြင့်ယူပါယုံကလာတာပေါ့ဗျာ။မလာပါဗျာ။ဥပမာနေကိုကြည့်တော်သူသည် နေဤတတိအယောင်အလင်းမျက်စိကျင်းရင်သာရှိပါ၏ဖရာ။နေဝန်းကြီးကမျက်စိနဲ့ဝင်လာသည်မဟုတ်ပါ။မျက်စိကလည်းနေဝန်းနဲ့ဝင်သွားသည်မဟုတ်ပါဗျာ။ဒါဖြင့်နေပါဦးတော့ဗျာ။နိဗ္ဗာန်ကြောင့်ပြောစမ်းပါ။ နိဗ္ဗာန်ဆိုတာဗျာဥပမာယောဂီပုဂ္ဂိုလ်တယောက်သည်ဝိပဿနာ အားထုတ်၍စိတ်စီတသိယုတ်တရားတို့ဤဖြစ်ခြင်းပြတ်ခြင်းကိုအလွန်ကြီးမားသောဆင်းရဲကြီးလိုညီးငွေ့လျက်ဆင်းရဲခြင်းရဲ့အကြောင်းကို ရှာပြီးတဏှာကိုသိရသည်နှင့်တပြိုင်နက်မကအဲ့ဒီတဏှာကိုပယ်လိုက်တော့အကြောင်းကျိုးပြတ်သွားပါရောအဲ့ဒီရှေးဥစွာမကမပယ်မီဖြစ်ပြနေတာသင်္ခတနောက်တော့အကြောင်းကျိုးပြတ်ပြီးဘာမှမရှိတာကတော့အသင်္ခရနိဗ္ဗာန်ပါပဲဗျာ အဲ့ဒီနိဗ္ဗာန်မှာနေဝန်လဝန်များလို့အယောင်တွေများရှိသလားအယောင်တွေမရှိပါဘုရားဒါဖြင့်ဘယ်နဲ့နေသလိုပြောစမ်းပါဦးပြောစရာမရှိပါဘုရားဒါဖြင့်နိဗ္ဗာန်မရှိဘူးလားရှိပါရဲ့ဘုရားစိတ်စီတသိယုတ်နိဗ္ဗာန်ရဲ့လို့ပရမတ်တရား၄ပါးရှိတယ်မဟုတ်လားဗျာရှိပါတယ်ဘုရားအဲ့ဒီပရမတ်ပြောပါဗျာဆရာတော်ဘုရားဥက္ကဝိကပရမတ်ဆိုရင်ဘာမှပြောစရာမရှိဘူး လက်ပိုက်ထိုင်နေုံပဲဗျာနေစမ်းပါဦးဗျာဟောဒီရွှေတုံးကြီးကိုခဲလို့ပြောဆိုကြများဖြင့်အဲ့ဒီရွှေတုံးကြီးခဲဖြစ်သွားမှာလားဗျာပြောစမ်းပါဦးခဲမဖြစ်ပါဗျာသို့တော်လေပြည့်ညတ်တရားကြီးလို့ဒရဝတ္ထုနဲ့ထင်ရှားမပြနိုင်ပါနာယုတ်တို့မှာဥပတ်ထီပင်မရှိချုပ်ငိမ့်သွားတာကိုနိဗ္ဗာန်လို့ခေါ်တာပါညာဆယ်ပါးပွားများတာပြောစမ်းပါဥပမာယောဂီပုဂ္ဂိုလ်တယောက်တည်း အာနာပါနနဲ့တမာတိရင့်တော့အခါမိမိကိုယ်ပေါ်မှာဝေဒနာကိုသတိနဲ့လိုက်ပါရောဖေဟာအဲ့ဒါနဲ့ပရမကတော့ပညာအပြည့်ဝေဒနာပေါ်ပြီးနောက်ဖြစ်ပျက်ခြင်းဓမ္မကိုဟုတ်တိုင်းမှန်စွာ မြင်ပါရောဒါနဲ့ကြောက်ချင်းယွန်ရှာချင်းဖြစ်ပါရောဗျာညာစေဘာတကုစီပွားရမယ်မလားဗျာတကုစီပွားတာကကို့အလိုပါဗျာတကုစီမပွားရင်ဘယ်နဲ့လုံးမှာတော့ဗျာတမသနာညာသုံးသက်ယုံများနဲ့ဖြစ်ပျက်ခြင်း ကြောက်ချင်းယွန့်ချင်းစသည်ဖြစ်ပွားပါရောဗျာနေစမ်းပါအောင်ဗျာอืมဒီဟာကတမသနာညံသုံးတက်လိုက်တော့ဖြစ်ပြတာကဥရရေဗျာညံပြတ်တာကဘင်ကညံကြောက်တာကဗျာညံယွန့်တာကအာဒီနဝညံဟုတ်ပြီလေဗျာဟုတ်ပြီလေဥကဝိလောကမှာ ပြည့်ညက်အပြင်သောတာပန်သက္ကရာကံအနာကံယဟန္တာလို့ရှိကြမဟုတ်လားရှိပါရဲ့ဗျာ ဲ့ဒီပုဂ္ဂိုလ်များကအစဉ်အတိုင်းထောက်လျှောက်သောတာပန်တဂရကံအနာဂမ်မြဟန္တာလို့တက်သွားသလားမတက်ပါဗျာဒါဖြင့်ဘလို့တက်ရတော့မြတ်ပုံပြောစမ်းပါဥပမာယောဂီပုဂ္ဂိုလ်တယောက်ဟာတမ္မာတဏဉဏ်ကိုသုံးသပ်ပြီးဉာဏ်ဆယ်ပါးကုံသွားပြီးတဲ့နောက်ပြဉ္ဉာဏ်အပြည့်၎င်းပုဂ္ဂိုလ်ကိုသောတာပန်ဟုခေါ်ကြပါလေဗျာအဲ့ဒီနောက်တမ္မာတဏဉဏ်ကိုသုံးသပ်အောင်ဉာဏ်ဆယ်ပါးကုံပြန်ကတဂရကံလို့ခေါ်ကြပါလေဗျာ ဲ့ဒီလို၄ကျင့်တက်ကယဟန်တာလို့ခေါ်ကြပါလေဗျာအခုတင်ဆက်ပေးခဲ့တဲ့အကြောင်းအရာလေးကတော့ဇွန်လွန်ဆရာတော်နဲ့ညောင်လွန်ဆရာတော်တို့ရဲ့တရားစခန်းအမေးပြေအကြောင်းအရာလေးပဲဖြစ်ပါတယ်တရားအားထုတ်နေကြတဲ့ယောဂီတိုင်းတည်တည်သိထတဲ့အကြောင်းအရာများကိုတင်ဆက်ပေးသွားခဲ့တာလည်းဖြစ်ပါတယ်ခင်ဗျဒီတရားဓမ္မအကြောင်းအရာစာစုလေးကိုနားဆင်ပြီးပြီးဆိုရင်လည်း channel လေးကို subscribe လေးမလုပ်ထားရသေးရင်ဒီချိန်တော့ subscribe လေးနှိပ်ထားပြီးအသစ်တင်တိုင်းမှာသိနိုင်ဖို့အတွက်လည်း ဘီနာကအချက်ပြီးခေါင်းလောင်းလေးကိုနှိပ်ထားပေးခဲ့မှုတောင်းဆိုလိုက်ပါရစေခင်ဗျာအခုတင်ဆက်ပေးခဲ့တဲ့အကြောင်းအရာလေးကိုနားဆင်ကြကြတဲ့ဓမ္မမိတ်ဆွေများအားလုံးလည်းကာယစိတ်ဓာတ်နှပြသောဒုက္ခတို့နဲ့ပြေဆုံးနိုင်ကြပါစေလို့ဆုမွန်ကောင်းတောင်းလိုက်ပါတယ်မြမပြည်သူပြည်သားအပေါင်းဘေးပြာလေးဝေးကွာလို့ရှင်လန်းချမ်းမြေ့ကြပါစေခင်ဗျာ